တသားတွေနဘီနဲ့စူပါလက်ပွဲကတော့ပြီးသွားပြီနဘီကလုံးဝအငင်းပွားဝယ်ရမရှိပဲနဲ့အမှတ်နဲ့ပေါ့နော်အနိုင်ရှိသွားခဲ့တာဖြစ်တယ်ပြောဒီပွဲကလည်းကျွန်ဖြင်းတာတတော်မှာတော်လေးကိုပြတ်တယ်လို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ကတော့ဂျေးနေတဲ့ဟန်သွားကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်လည်းစူပါလက်ကပြလုံးဝနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုပေးထားတော့ပေါ့နော်အဲဂျေးနေတဲ့ဟန်ဆိုလို့ရှိရင်တော့ဒီဘွဲကလုံးဝပျောက်မဖြစ်ခဲ့ဘူးလို့အဲကျွန်တော်တို့ကပြောလို့ရတယ် နဘီအစစအရေကိုလည်းကျွန်တော်တို့ကြည့်ရအောင်ပေါ့နော်ဒီမှာဆိုလို့ချင်းနဘီကတည့်ပုံစံအတိုင်းပဲထောက်တို့ခွာတို့ပစားရတယ်အန်ရစ်ခွာနေတဲ့ဘာမှရစ်ခွာနေတဲ့ဘာမှဆိုလို့ချင်းထောက်လက်တည့်အတုံနဲ့1 2အတုံနဲ့ဒါပါပဲကျတို့ break cut သွားတယ် super lot အတင်းဝယ်ရတဲ့ခါမှာလို့ချင်းဒူးတိုက်ချက်တွေနဲ့သူက corner ထောက်တယ်ပေါ့နော်ဒီပုံစံအတိုင်းမဲ့သူကကစားသွားခဲ့တာပြ super like ကလည်းကျွန်တော်ပထမအပွဲမှာတော့သူနဘီကိုအနိုင်ကွာသေးတယ်ပုံစံအတိုင်းမဲ့ဝုန်းဝုန်းဝင်နေပြီးပြတ်ထွက်တယ်ဝုန်းပြောင်းဝင်နေဒီပုံစံအတိုင်းနဲ့ပဲကစားတာကိုတွေ့ရတယ် ိုင်းမတစ်ခုထူးခြားနေရှိရကြအဲ့ဒါကနဘီကဘန်နန်ဝေတော့တက်လာတဲ့ခါမှာဆိုလို့ရှိရင်သူ့ရဲ့ body မှာဆက်ရကြိုက်ခိုက်မှုပိုင်းတွေကိုပို့ပြီးတော့ဖြစ်လာတာရှိရပေါ့နော်အဲ့ဒါသူ့ရဲ့ဒီ body shot တွေထိပါမထိဘူးမဟုတ်ဘူးနော်ဒီပရမအကြီးမှာဆိုလို့ရှိရင် super light body shot တွေကနဘီကိုထိပါဒါပေမဲ့ flyweight တန်းတုံးကသူပထမဦးဆုံးရဆိုင်သေးရတဲ့နဘီလိုမဟုတ်တော့ဘူးဗျနဘီကအဲ့ဒါတွေကိုမမှုတော့တာကိုတွေ့ရတယ်အဲ့အဲ့ဒီတန်ပြန်နေနဲ့တက်ကပါတွေခံရလဲဆိုတော့ထောက်လက်ပြီးအဓိကတော့ဒူတိုက်ချက်တွေပဲဗျ ပထမကြီးဒီပီးကန်နောက်မှာဆိုလို့ရှိရင်စူပါလက်တော့ဝေါ်မနေဆိုပြီးဝန်လာတဲ့အခါမှာနဘီကတန်ရင်ကိုက်ခါကိုဆွဲပြီးတော့ဒီကညာဘက်ပေါ်မှာဒီပါဘက်ကိုဖုံးနေဆိုတိုင်တန်တဲ့ချိန်ပေါ့စူပါလက်ကနောက်ကိုရိုင်ထွက်သွားပြီးတော့ဘယ်လိုပြောမလဲဆိုတော့ဟန်ဒန်တောင်လုံးဝမလုံနိုင်တော့တဲ့အခြေအနေတွေ့ရတယ်။အဲ့ဒီမှာဒီဘက်ဆောက်ဝင်တာပေါ့နော်ဒီအဲဟန်ပစ်ဆောက်ဝင်နေပြီးတော့ဒီ right hook ဆောက်ဝင်နေပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ချင်းစူပါလက်ကဖုံးနေဆိုတာမှာရယ် ်ကလဲပြီးကြက်သွားပြတော့တွေ့ရတယ်အမတ်စစ်လေးပါရေခံလိုက်ရတယ်ဒါတော့မှပဲစူပါလာကမဲလေးဆော်ဒကတက်ကျင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အမေရိကန်ဆိုလို့ရှိရင်လူကန်ကောင်းနာပြအဲဒီကနေပြီးပြန်ထားရတဲ့အချိန်မှာသူ့ဘနဘီရဲ့ပွဲလိုက်ချက်တယ်ချက်ကန်နီးမှပဲအချိန်သာပြည့်သွားတယ်တော်လေးကိုကန်ကောင်းတယ်လို့ပြောလိုက်ရတာကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အာစူပါနဂျီပထမကြီးမှာတဲ့အရင်တို့ခံရတော့မယ်လို့တော့မှာပဲခင်ခဲ့တော့ဘူးနော်ဒါလည်းတန်အောင်သွားတယ်လို့ပြောလိုက်ရတယ်ဟုတ်ပြီအမှန်နဲ့သူအနားယူလိုက်တယ်10မိနစ်လောက်အနားယူပြီးတဲ့အချိန်မှာသူကနည်းနည်းလေးပြန်ပြီးတော့တတိပြန်လာတယ် ဒါပေမဲ့လောဟကိုစင်ပြေပြပေါ့ဆိုစူပါလက်မှာကပလန်လီပိုင်လက်ပါလာမှာဝော့ဗျာသူကလည်းတကယ်တက်ဖြစ်နေစနစ်နေပြူအကောင်နဲ့အဲနေပြဖွဲ့ဝင်ရှိရဆိုတော့သူကတကယ်ကောင်းတဲ့နေပြူရရှိမှာပဲပေါ့နော်ဒါပေမဲ့အဲ့အရာကနဘီနဲ့တွေ့တဲ့အခါမှာလောဟဘောအတမှုဝင်လာတာကိုလည်းတွေ့ရတယ်စူပါလက်ကြံရမရတဲ့ဖြစ်နေတဲ့ပုံစံတော့ပေါ်တယ်ဆိုတော့နော်သူအနေနဲ့အကြံကုန်ညံကုန် ဖြစ်လာတဲ့အထိဆိုမှပဲဒါနဘီကတော့ပြောထားတာပဲရတယ်။အေဟူချင်းချင်းလေးရတဲ့နဘီကအသူအရမောင်းအဆက်ဆက်တိုင်းမှာခွာတဲ့အခါမှာထောက်လို့ဒီထိုးတယ်၊ဝိုင်းလို့ထိုးတယ်။စပါလက်ကလည်းနဲ့ရာထောက်တော့အခါဆိုလို့ချင်းသူကနည်းနည်းလေးတန်လိုက်တယ်။ဟဲ့စပါလက်တက်လာလို့ရှိရင်ဒူးနဲ့တိုက်တယ်။ဒီပုံစံအတိုင်းနဲ့ပဲတပွဲလုံးမစားပါလား။ဒီဟာကိုဆိုရဲစပါလက်ကလုံးဝအပြေမထွက်နိုင်တယ်ပေါ့နော်။နဘီအရှိမရဆိုင်နေတဲ့ fighter တွေကလည်းအဲ့ဒီဟာဘလုံးဝအပြေထွက်နိုင်လို့ရအောင်မတွေ့ရအောင်။တော်တော်များကအလဲတို့ခံလိုက်ရတာကိုတွေ့ရတယ်။ စူပါလာနဲ့ဒီတိုင်းပဲထပ်ပြီးကြုံရလာပဲပေါ့နော်အဲကျွန်တော်အနေနဲ့ဟောလာဒီမမတိုင်ရင်တော့ဆိုလို့ရှိရင်စူပါလာအဖြစ်အဲဒီပုံစံမတော့ဒီရုပ်ပစင်မဒီဖြစ်လိမ့်မယ်ကျွန်တော်မထင်ဘူးဗျ။ဘာလို့လဲစူပါလာကအနီးစနစ်ပိုင်းဆိုင်ရာဖြူပါပိုင်းဆိုင်ရာမှာတော်တော်လေးကိုကောင်းလဲတဲ့ fighter ဟာပေါ့နော်။အဲဒီတမလို့တာနဘီကိုလည်းတခုခုတော့အလုပ်ပြတ်နိုင်တယ်မလို့ကျွန်တော်ထင်လိုက်ဗျ။အဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်အထင်နေနေမှားသွားတယ်။စူပါလာကဘာမှကိုယ်တော့လည်းရုပ်ဖွဲ့တော့မရဘူးပေါ့နော်ကတ်လို့မရနဘီကယူတာဆိုတော့ဒီွားလည်းပြောလေ ဟုတ်ပြီဒူရီယာကြီးနားမမှာလို့ချင်းပွဲကဘလို့ဖြစ်လာတယ်လဲဆိုတော့နဘီကတော့မှပဲနည်းနည်းလေးပို့ပြီးရင်တင်းလာတာကိုတွေ့ရတယ်။စူပါလိုက်ကသူ့ကိုအရင် NN ပေးနိုင်တော့ဘူးဆိုတော့သူလည်းသိတာရောနော်။တကယ်လည်းတော့စူပါလိုက်ကဒီလက်ပေးနိုင်မှဆိုလို့ရှိရင်အရင်ပါဝါရှိရတဲ့မှာမပေါ့။ဘာသူ့ရဲ့ပွဲစဉ်တော်တော်များကိုပြန်ကြည့်လိုက်မှဆိုလို့ရှိရင်အဲဒေါင်းချက်တွေဒီချီကန်တက်တွေအနည်းကဒေါင်းချက်တွေပေါ့နော်။ဒီအရင်နဲ့ပွဲသိမ်းတာကများတယ်လားသိတာ။လက်ပေးမှမှဆိုလို့ရှိရင်အရင်ပါဝါမရှိဘူးပေါ့နော်။အဲ့တော့ ဒီဘက်မှာဆိုရင်သူ့တရောင်ချက်တွေကတော့တောင်းလို့မရဘူးလေ။နဗီးက6ပွေရဲ့လက်မှရှိရင်ကအဲ့တော့သူ့ရဲ့တရောင်ကမမီဘူး။ဟုတ်လားမလား။အဲ့ပုံနဲ့ဖြစ်တယ်။အဲ့တော့သီးနဲ့ပဲသူထိုးရတယ်။ overhand နဲ့တောင်းတယ်။မထီတာများတယ်ပေါ့နော်။အဲအဝါတော့တဲ့ခါမှာဆိုလို့ရှိရင်ခြေမီးတုံးတာလို့ဟုတ်ရယ်နဗီးရဲ့ဒူကိုက်ချက်တွေကောင်တာထွက်လာမဲ့လက်သီးတွေကိုကြောက်ပြီးတော့အဲကြောင်းအိုင်းရန်တဲ့ပုံစံမျိုးတာမှမဲ့ အပူပေါ်တယ်လို့ကျွန်တော်ကတော့မြင်နေပါတော့အဲ့တော့ဖြည့်ချက်ကလည်းလွဲသလိုနဘီးကိုထိဝါတဲ့တချို့ခိုက်တက်နေမှာဆိုလို့ရှိရင်လည်းအားမပါတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့စူပါဟက်ဖီနဲ့တော့တော်လေးသေစွာတက်ခဲ့ပါကြီးကနဘီးကပဲတစ်ချောက်တစ်ချောက်တစ်ချောက်ကိုဖီမီတော့ကိုကစားသွားမြဲတတိယကြီးမှာဆိုလို့ရှိရင်လည်းဒီတိုင်းမှာပဲနဘီးကပဲဖီမီကစားသွားတယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာတော့ကျွန်တော်အရင်ဘောကမရှိပါပဲနဘီးကမှန်သွားပြည့်တယ်ဒါမှကျွန်တော်မှနေရတယ်မဟုတ်ဆို အမေစရိစီနဘီကချန်ပီယံဖြစ်ရမှာဗျာဖြစ်ဖို့ဖြစ်ရမှာအဲ့ဒီဒီဘွဲတာချင်းမကဘန်ဒူဘွဲနဲ့တဲလိုက်မယ်ငါးစီဒီတဲမယ်ဆိုရင်ချင်းလေးပါစူပါလာကလည်းလူခံဖို့များတယ်ဒါပေမဲ့တုံးကြီးမှာတဲ့ဒရိတ်လိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့စူပါလိုက်ကရှေ့မှာအဲဝိတ်ကြော်ထားလို့ဆိုပြီးတော့ဝိတ်ကလည်းအများကြီးမှုပါဘောဗျာဒီဖိုင်တင်းတက်စ်ပေါ့နော်နည်းနည်းလေးပါပဲဒါပေမဲ့ပုံမှန်တိုင်းမဲ့ဗျာချန်နယ်ကဘတ်လူဘွဲစီစဉ်မယ်စူပါလာနိုင်သွားလို့ရှိရင်ကဘတ်မရဟုတ် နဘီနိုင်ဝိုင်းကပတ်ရဒါမျိုးဖြစ်သင့်လားပေါ့နော်ငားကြည့်လေကြစားရမယ်ဒါမျိုးဖြစ်သင့်လားပေါ့နော်ဒါမှမဟုတ်အဲ့လိုပေါ်ပေါ်တဲ့ဝမ်းစာခင်းကြီးတွေအကုန်လုံးပြောင်းလိုက်ပြီးရေယူပွဲဖို့တဲ့လို့ဒီပွဲကိုပွဲထုတ်လိုက်တယ်အဲ့မှာနစ်နာတော့ရတယ်နဘီကဒါကျွန်တော်ဒါကိုပြောချင်တယ်ပေါ့နော်နဘီကတကယ်ကောင်းတယ်တကယ်ကောင်းရင်သားနဲ့ဒီပွဲတကယ်ကောင်းနိုင်တယ်တကယ်လက်ကောင်းတကယ်လက်နိုင်ရင်သားနဲ့သူကပတ်မရအောင်ဒီဘက်ကစပါလာဆိုတာကဘာနဲ့ဝေးရမှာအကောင်းဆုံးဖိုက်တာပဲ အကောင်လုံးဆိုတဲ့ဒီအဲကျွန်တော်ဟာဒီဘူပရမကြီးမာတဲ့အလဲလိုလာတဲ့ဖိုင်တာဒီဖိုင်တာတို့ကိုအပြည့်သက်တို့ပြီးနိုင်ဝရတဲ့နဘီကခံမြင်မဖြစ်ဘူးဆိုင်ရဲ့စားတယ်ပေါ့တော်တော်စားတယ်ပေါ့နော်အဲ့တော့မင်းတို့စရာကောင်းလုံးနိုင်ပေါ့နော်အဲ့တော့ဒါမှမဟုတ်လို့ရှိရင်လည်းတို့မကြည်ဝက်ပြန်ပြေးနေတာလားဝိုင်းချက်မရှိကလည်းတိရောက်တယ်ပေါ့နော်နဘီရဲ့တက်လာတဲ့လက်ရည်အရာပြီးတော့ဒီပရမရှိဘွဲမှာလည်းစူပါလက်ကနိုင်တာလေ အဲ့ဒီဘက်မှာနပီးနိုင်မယ်တူထင်မော်ရပါဘောနော် match maker တယ်ဗျာဒီကောင်နဲ့နည်းနည်းမတီးဘူးဆိုတာမရှိသိလာပဲဒီဘက်ဒီဘက်တည်းလို့ချင်းဘယ်ဖိုင်တာက90မှန်းလဲဆိုတာတော်တော်သိတော့တယ်အဲ့ဒီကြောင့်မို့လို့ဒီဘက်ကိုနပီးရနိုင်မယ်ဝမ်ဝမ်ပုံစံလို့သူထားလိုက်မယ်နောက်ထပ်မကြည်ဘက်ကိုထိုင်းမှာဖန်ပြီးကျင်တာလားအဘွဲကြောင့်မှချင်းမဲ့ဘက်လူဘွဲဆိုရင်ဖန်ပြီးကျင်တာလားအဲကျွန်တော်ဒါမျိုးထင်တယ်ဗောနော်အဲ့ကြောင့်မို့လို့ဒီလိုဘွဲကိုခြံလိုက်တာလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီမကြည်ဘွဲကဆက်ပြီးတရားဘူးများတယ်ကျွန်တော်ကလည်းမြင်ရကြအဲ့တော့ တဆောင်းလို့ကြည့်ရမယ်။ generally တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်။ဒါပေမဲ့ဒီဘွဲအတွက်ဆိုလို့ရှိရင်တော့နဘီကတကယ်ကိုနမစရာကောင်းလို့ပါတယ်။နဘီတကယ်ကိုချမ်းပါတယ်။ကျွန်တော်တို့ကိုစိုးကြီးတယောက်ပဲနှစ်ပီးကိုဟန်တယ်လို့နိုင်မယ်ပါတော့တခြားတခြား time fighter တွေအကုန်လုံးဘယ်သူမှတောင်းတောင်းဟိုင်းတာမလုပ်နိုင်ကြဘူးနှစ်ပီးထိုးတက်ကြရတဲ့ဒီ white man fighter ရဲ့ဈေးမှာဆိုလို့ရှိရင်အထည်နာမှုအနည်းဆုံးကကိုစိုးကြီးတော့ပြောလို့ရတယ်ဒန်ရန်တဲ့ချက်အနည်းဆုံးကကိုစိုးကြီးတော့ပြောလို့ရတယ် channel fighter တွေရုပ်ပြစင်းစင်းလိုက်ပေါ့အကုန်ရှောင်းတာပါနော်အဲ့တော့ဒါလေးတွေလည်းကျွန်တော်သိစိတ်ချင်ပါတယ် အဘလို့ဒီပါဒီဖုန်းမှာတော့နဘီကအပြသက်အနိုင်စသွားပြည့်ဖြစ်ပါရဲ့အဲ့တော့ဒါဆိုရင်အနေနဲ့ဒီကိုလည်းညောက်ပြီးတဲ့တမဗျအစွန်ကြီးအတွက်လဲအားလုံးကိုကြီးစင်ပါတယ်